မြန်မာဖြစ်သူနဲ့လက်ထပ်ထားတဲ့အပေါ်မကြည်ပြူသလိုဖြစ်နေတဲ့မအေးသောင်းကိုအထိနာစီမဲ့စကားတစ်လုံးနဲ့တုံ့ပြန်ခဲ့တဲ့ဂျာပေါ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Sally Insider Beach ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရင်ဂျာပေါ့နဲ့မအေးသောင်းတို့ကတော့ဆွေးဝေးရီသောင်းကြောင့်ပွဲကြီးပွဲကောင်းဖြစ်လို့နေတာပါဆွေးဝေးရီသောင်းကဂျာပေါ့နဲ့ချစ်သူတွေဖြစ်ပြီးတော့လက်ထပ်လိုက်ပြီးဖြစ်တဲ့အတွက် မအေးတောင်းနဲ့မတော်ခြင်းလဲဆွေမျိုးတွေတော်လိုက်ရပါတယ်။ဆွေဝေးတောင်းနဲ့ကြားပေါတို့ကမင်္ဂလာပွဲကိုလည်းခန်းခန်းနာနာမလုပ်ဘဲကြားပေါနဲ့ပြင်သစ်မှာဘဝတစ်ခုကိုထူထောင်နေတာပါ။ပြင်သစ်ကိုမအေးတောင်းတို့မိသားစုကလည်းမလိုက်သွားနိုင်တဲ့အတွက် သူတို့မတွေ့ရတာတော်တော်လေးကိုကြာနေပါပြီ။ပြီးခဲ့တဲ့ရက်ပိုင်းမှာမှဆွေဝီတောင်ကကြားပေါက်အတွက်သားလေးတစ်ယောက်ကိုမွေးပေးလိုက်တာပါ။ညီမဖြစ်သူကလေးမွေးတဲ့အချိန်မှာမအေးတောင်ကအမတစ်ယောက်နေနဲ့ခံစားချက်တွေလည်းအရန်ကိုများပြားနေခဲ့တာပါ။ဆွေဝီတောင်ကသူတို့မောင်နှမတွေထဲမှာအငယ်ဆုံးညီမလေးဖြစ်ပါရင်ငယ်ဆုံးလေးဖြစ်တဲ့အတွက်မအေးသောကလည်းချစ်ရတယ်လို့တအိမ်လုံးကလည်းဖူးဖူးမှုတ်ထားတာဖြစ်ပါရင်အိမ်မာနေတော့ဆိုရင်ဆွေဝီရီတောင်းကိုဘာမှလည်းမခိုင်းပါဘူးအိမ်မူကိစ္စဆိုလည်းဘာမှမ ခိုင်းပဲသူဖြစ်ချင်သမျှကိုသာဖြည့်ဆည်းပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုလက်ရှိမှာဆွေဝေးရီတောင်က အိမ်မူကိစ္စတွေကိုအကုန်လုံးကိုင်နေရပါပြီ။ပြင်သစ်မှာကြားပေါင်းတဲ့အတူနေချိန်မှာမလုံးချတာတွေအားလုံးကိုလည်းသင်ယူပြီးတော့အိမ်အောင်ရှင်မတာဝန်ယူနေရတာပါ။အရင်တုန်းကဆိုထမင်းအိုးတောင်ခလုံးမနေတတ်ပေမဲ့အခုဆိုရင်တော့ထမင်းဟင်းအစုံချက်တတ်တယ်လို့တံပေါက်ပါဖောက်တတ်နေပါပြီ။ဒါအပြင် မုံအစုံလည်းလုံးတတ်နေတဲ့အထီကိုအိမ်ရှင်မတာဝန်ခြေပေါ်နေတာပါ။ဒါတည်းမကသေးပဲအိမ်မာတော်ကဆိုရင်ဆွေးဝေးရီတောင်းကအဝတ်တောင်မလျှော့ဘူးပါဘူး။ခောက်လည်းမခောက်ရတဲ့အထီနေခဲ့ပေမဲ့ကြားပေါင်းတဲ့အိမ်အောင် ပြီးတဲ့အချိန်မှာအဝတ်ကြီးအများကြီးကိုမိဖို့ပါတိုက်နေရတယ်။အိမ်မှာတော့ကမင်းသမီးလေးလိုနေခဲ့ရတဲ့ညီမဖြစ်သူအခုလိုတက်လာတဲ့အပေါ်မှာမအေးသောတို့ကဝမ်းသာရမလို့လို့ဝမ်းနေရမလို့လို့ဖြစ်ရတယ်လို့ရှင်းဖွင့်ထားခဲ့တာပါ။ဒါအပြင်အရာရာကပြောင်းလဲတတ်ပါတယ်ဆိုပြီးတော့လည်းဖွင့်ဟထားတာဖြစ်ပါတယ်။ ကလေးမွေးတဲ့အချိန်မှာလဲမိဘတွေနဲ့ဝေးရမှာတယောက်တည်းမွေးနေရတဲ့ညီမဖြစ်သူကိုတနာရဲဆိုပြီးတော့စာရီရေးတင်ထားတာဖြစ်ပါတယ်။မေးသားကညီမဖြစ်သူကိုချက်လို့ချက်ချောင်းနေဖွင့်နေနေပေမဲ့ကြားပေါက်ဘက်ကတော့ သူနဲ့မကြည့်ဘူးလို့တဖက်လက်နဲ့ပြောနေတယ်လို့သာထင်နေခဲ့ရပါတချိန်လုံးကမင်းသမီးလေးလိုအိမ်မာနေခဲ့ရပေမဲ့သူနဲ့ယူမသာပြန်မှန်နေရပြီဆိုတဲ့သဘောမျိုးတွေဖြစ်ကုန်တဲ့အတွက်မကျေနပ်တော့ပါဘူးဒါအပြင်ညီမအတွက်မအေးတောင်းကအရန်ကိုပို့လို့နေရဆိုပြီးတော့မခံစားနိုင်တော့တာပါယောက်ျားတစ်ယောက်နေနေတော့မအေးတောင်းရဲ့အပြောတွေကသူ့ရဲ့ဂုဏ်သိက္ခာကိုထိခိုက်တယ်လို့ဖြစ်နေတာပါမအေးတောင်းဘက်ကလည်းတိုက်ရိုက်ပြောဆိုထားချင်တော့မရှိပါဘူးဒါပေမဲ့ဂျားပေါက်ကတော့သူနဲ့ယူလို့အခုလိုပြောတယ်လို့ထင်တဲ့အတွက် မအေးတောင်းကိုတိုက်ရိုက်ပြောချခဲ့ပါတယ်။မအေးတောင်းအနေနဲ့တနာနေတယ်ဆိုရင်ညီမဖြစ်သူကိုခရိုနီတတိသားနဲ့ပေးစားလိုက်ပါလားဆိုပြီးတော့ပြောချခဲ့တာဖြစ်ပါတယ်။မေးတောင်းကခရိုနီတတိကိုယူထားတာဖြစ်တဲ့အတွက်ဘဝအရန်ကိုလာပနေတာပါဘာမှပူပန်စရာမလိုသလိုအရာရာပြည့်စုံနေတာဖြစ်တဲ့ဒါကြောင့်မို့မိဘတွေကိုလည်းအစားအစာရရာထောက်ပံ့ပေးနိုင်ပါတယ် ဒါကြောင့်မို့ညီမဖြစ်သူကိုလည်းခရိုနီနဲ့ပြန်ပြီးတော့ပေးစားလိုက်ပါလို့ရွေးတိုက်လာခဲ့တာပါ။မအေးတောင်းတဲ့ဂျားပေါတို့ကတော့ပွဲစည်းတစ်ပွဲလုံးဖြစ်နေတာဖြစ်ပါရင်ခင်မုန်းဖြစ်သူဂျားပေါနဲ့မအေးတောင်းတို့ရဲ့စကနာထိုးတဲ့စကားတွေဂျားကစွဝီရီတောင်းအပေါ်အမြင်လေးပရိသတ်တို့ကောမန်လေးတွေမှာရေးပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်။